ချူးမြို့နယ်မှာဘုံကျက်ပြီးပြန်လာတဲ့စစ်တပ်ရဲ့အခိုင်ရိုကော့ပတာပြက်ကြစစ်သား၂ဦးသေဆုံးပဲခူးတိုင်းချူးမြို့နယ်မကြီးကုန်းတောင်ရွာကိုဘုံကျက်ပြီးပြန်လာတဲ့အကြမ်းဖက်စစ်တပ်ရဲ့ခိုင်ရိုကော့ပတာရဟတ်ယာဉ်တစီးပြက်ကြခဲ့ရာမောင်းနေသူစစ်သား၂ဦးစလုံးပွဲချင်းပြီးသေဆုံးသွားကြောင်းဒေသခံပြည်သူများနဲ့ပဲခူးတိုင်းစစ်ဌာနချုပ်ရဲ့ထောက်ပြန်ချက်များအရသိရပါတယ်နိုဝင်ဘာ6ရက်မနေ့17:55ခန့်ကမုံမြို့အခြေဆိုင်ခမရ963တိုက်ရင်မှာ 120မမလက်နက်ကြီးများနဲ့အသေးခံဒရုန်းများဖြင့်မကြီးကုန်းတောင်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပြစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အဲဒီနောက်မွန်းလွဲတနအီခွဲခန့်တွင်စစ်တပ်ရဲ့ဂိုင်းရိုကော်ပတာ၂စီးထပ်မံရောက်လာပြီးရွာအတွင်းရှိနေအိမ်များပေါ်ကိုဗုံးနှလုံးကျဲချခဲ့ရာအသက်55နှစ်အရွယ်ဦးမောင်ငယ်ဘိုက်ပွင့်ဒဏ်ရာဖြင့်အခင်းဖြစ်နေရမှာပင်သေဆုံးခဲ့ပါတယ်။နေအိမ်၆လုံးလည်းမီးလောင်ပျက်စီးခဲ့ပါတယ်။ဘုံကျဲပြီးပြန်လာတဲ့ဂိုင်းရိုကော်ပတာ၃စီးမှာ ဗရက်ခင်ရွာနဲ့တခွန်နိုင်ရွာအကြားပြတ်ကျခဲ့ပြီးအတွင်းရှိစစ်သား၂ဦးရုတ်အလောင်းမျှသာကျန်ရစ်ခဲ့ပါတယ်။ဘုံကျဲပြီးအပြန်မှာဗရက်ခင်နဲ့တခွန်နိုင်ကြားမှာပြတ်ကျသွားတာပါ။စစ်ခွေးနှစ်ကောင် အလောင်းပဲကျန်တော့တယ်။သူတို့ကျဲသွားတဲ့ဘုံနဲ့ပြည်သူတယောက်ဒေသွားတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။